မင်းမမိုင်းနံခွင့်အတွင်းကရင်နံတွင်ပတ်လေပေတရာအတွက်မြေယာရိုကြီးပေးခဲ့တာမှာမြေစည်းဌာနရဲ့တိုင်းတာတွက်ချက်တာကအမှန်ကန်မျက်တောင်မှုမရှိလို့အမှန်တကယ်ရိုကြီးရရမယ်တောင်သူတွေနစ်နာနေတယ်လို့ဂျွန်လ၁၇ရက်နေ့ကမယ်ဘေးကုန်းကြေးရွာမှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။မိုင်းနံခွင့်အတွင်းကြောက်ရွံ့နေတဲ့ကြေးရွာ၂၀ရှိပြီးရိုကြီးနစ်နာနေရတာဟာကြာကန်ကြေးရွာကတောင်သူတွေအများဆုံးဖြစ်ပြီးမယ်ဘေးကုန်းအောက်ကျောင်းကြေးရွာတို့လည်းပါဝင်တယ်လို့ပြောပါတယ်။ဟိုကျန်တာဟွားတော့ပေါ့ နှစ်တွင်းမဲမဲပေါ့ကျမအဲ့အတွက်နော်သူတို့တတိယမတိုင်းရသေးဘူးကျမကတော့တတွင်းနဲ့သုံးမျက်နှာကျန်နေစရွေးလိုက်တိုင်ပေးတာတော့တိုင်ပေးသွားပြီတိုင်ပေးသွားပြီဘာမှအပြေထွက်မလာဘူးလားတိုင်ပေးတယ်ကျမကြာခံခွင့်ကပါအောက်ကျောင်းမှာနေပါတယ်မပကုန်းတိုင်နဲ့တို့တခုလုပ်တယ်ဆိုတာကိုမှားတာကိုကျွန်တော်တို့လက်ခံပါတယ်ဒါပေမဲ့သူတို့မှားတဲ့အမှားရိုးသားသားမှားနေတဲ့အမှားမျိုးမဟုတ်ဘူးဒီလေစီဖွဲ့တွေနဲ့ကြေးဝအုပ်ချုပ်ရေးနဲ့သူတို့ပနာစားတဲ့မြေတိုင်းစီဖွဲ့တွေနဲ့ပနာစားတဲ့ပုံကိုယ်တွေကရာသင့်ရာတိုက်တာတွေတဲ့ပိုးရပြီးတော့ တချို့တောင်သူတွေကရတဲ့ရလိုက်တာတဲ့ယော်နေပြီးရတာမျိုးတချို့ဆိုလို့ရှိရင်ဒီတွင်းဟာမယောပါဘူးဆိုပြီးတော့ပျောက်နေတာမျိုးတွေရှိနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒါလေးကိုကိုရတဲ့ရလိုက်တဲ့ဟာလေးကိုမှန်မှန်ကန်ကန်လေးရဖို့အတွက်ကျွန်တော်တို့လိုက်ပြီးတော့စူးစမ်းနေတာပါ။ကျွန်တော်တို့လည်းကိုလက်လန်းမိသလောက်စာတွေတင်ပြီးတော့တင်ပြထားပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ကျွန်တော်တို့ဘက်ကပြန်ပြီးတော့တိကျခိုင်လုံတဲ့ပြန်ကြားမှုသူတို့ဘက်ကဘာမှလှုပ်ဆောင်မပေးပါဘူး။မိုင်းရင်နိုင်မီကမြေယာရွေကြီးတွေကိုပြီးခဲ့တဲ့မလ28ရက်ကနောက်ဆုံးသရော်ကြီးပေးခဲ့တာပါ။တောင်သူတွေကမြေစင်းတိုင်းနာတာတွေမှားနေခဲ့လို့ ရော်ကြီးမြူခဲ့ကြပဲတက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြတောင်းဆိုနေတယ်လို့ပြောပါတယ်။အတိုင်းသွားတာကယူသွားတာကပေတရာယူသွားပါတယ်။ရော်ကြီးပေးတာကအဲ့ရဲ့ဥပကပင်50ကိုကျွန်တော်ပေးတာဖြစ်တယ်။အဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ပင်50တရားဖြစ်ရတာနဲ့နော်ယူသွားတာတရားဖြစ်ရတာနဲ့အဲ့50ကိုဘယ်ဘလိုကြောင့်ယောသလဲ။အဲ့ဟာကိုဝင်လင်းမြင်တာကျွန်တော်တို့ကမရှိပါဘူး။နော်ကျွန်တော်တို့အဲ့ယောသင်ကာလတော့ကလည်းဒီမြေတွေကိုကျွန်တော်တို့အများအားဖြင့်ယူမဲ့မြေအဖြစ်အများအားဖြင့်သိမ့်ယူမဲ့မြေဖြစ်ပါတယ်လို့လည်းသူတို့ ကျွန်တော်တို့တောင်သူတွေကိုချင်းလင်းလင်းနဲ့ကျွန်တော်တို့ရှင်းပြတာမရှိဘူးသူတို့ရဲ့အဆိုင်မုတ်ကသူတို့ရဲ့ဟွာဒီဟွာကြီးကရေးထားတဲ့ဟာကြီးကဘာလဲဆိုတော့တင်းနိုင်ရောကြီးနဲ့မြေယာကျော်ရောကြီးပဲကျွန်တော်တို့ပြောတယ်အဲ့ချိန်မှာလက်မှတ်ထိုးပွဲသူသူကောက်လို့တယ်နော်22ရက်နေ့ကနေပြီးတော့ဟို22ရက်နေ့ကနေ28ရက်နေ့ဒီအပြီးကျွန်တော်တို့အပြီးအတင်းအာရမအတင်းပြီးလုတ်သွားတာကျွန်တော်ရှိတယ်မင်းရင်နိုင်မြေကိုလနာ30ကိုရှော့ထားဖို့လုစင်ကတိုင်းတာခဲ့တဲ့မြေပုံမှာတောင်သူတွေရဲ့ပိုင်ဆိုင်မှုဧရိယာမှာပါပဲရေးဆွဲခဲ့လို့အခုလိုမှားမင်းရတာလို့ပြောပါတယ် အဲ့တော့ခဏိပေးချေခြင်းဒီခုနပြောတဲ့အဓိကတော့မြေပုံပါပဲကျွန်တော်တို့ဒီတောင်သူတွေကိုလာယော်တဲ့မြေတိုက်တာတဲ့မြေပုံဒီဘလက်ဖြစ်ပါတယ်ဒါ2013မြေအားဥပဒေဟုတ်လား2012မြေအားဥပဒေပေါ်ပြီးမှ2013မှာရင်နာမြေပိုင်သိမ့်မယ်လို့ကျွန်တော်တို့လမ်းနာ30ကိုရှောက်မဲ့အချိန်မှာရေးဆွဲတဲ့မြေပုံဖြစ်ပါတယ်အဲ့ဒီမြေပုံဖြစ်တဲ့အတွက်အဲ့ဒီမြေပုံပေါ်မှာတောင်သူတဦးတယောက်အမိ မပါဝင်ပါဘူးဥပိုင်นี่လည်းမပါဝင်ပါဘူးဧရိယာလည်းမပါဝင်ပါဘူးမြေပုံကြီးကဗလက်အတိုင်းကွင်းဆင်းလာတဲ့အတွက်ဒီပြဿနာတွေဖြစ်ပေါ်ခြင်းဖြစ်ပါတယ်အကယ်၍သာ1986 1986ခုနှစ်အထိသုံးဆွဲလာတဲ့မြေပုံကိုဒါသုံးဆွဲခဲ့မှာဆိုရင်ယခုလိုအငင်းပွားမှုတွေငွေကြေးမမှန်မကန်ယုံမှုတွေအမိလွဲမှားမှုတွေဟာမဖြစ်နိုင်ပါဘူး ဒီကနေ့စဉ်းစားရှင်းလင်းပွဲကိုမြေစင်းဌာနနဲ့မိုင်းအိမ်နံဌာနဖိကြားထားပေမဲ့လာရောက်ခဲ့ခြင်းမရှိပါဘူးတာဝန်ရှိတဲ့မိုင်းအိမ်နံမန်နေဂျာကိုတင်ပြရမှာမြေစင်းတင်ပြချက်အရရောကြီးပေးတာဖြစ်လို့စရင်အတိအကျရခဲ့ရင်ကြံငွေတွေကိုရောကြီးပေးဖို့အသင့်ရှိတယ်လို့ဖြေကြားအကြောင်းရွာသားတွေကရှင်းပြပါတယ်ခင်ဗျာ